မင်္ဂလာပါခင်ဗျာယခုချိန်ကစပြီး2025ခုနှစ်မတ်လ25ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးမောင်ပါပထမဦးဆုံးဖတ်ကြားတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူမျက်နှာမညှိုးနှွမ်းရလေအောင်ပြည်သူလူထုချစ်ခင်လေးစားအောင်ချမှတ်ထားတဲ့စီမင်းစည်းကမ်းများကိုလေးစားလိုက်နာကြဖို့ကာကွယ်ရေးဝန်ကြီးကတိုက်တွန်းပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ် ပြည်သူမျက်နှာမညိုးနှွားရလေအောင်ပြည်သူလူထုချစ်ခင်လေးစားအောင်ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကြဖို့ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။ပြည်သူကာကွယ်ရေးတပ်ဒမောဆို DMO Local PDF မှအရာရှိတင်တဲ့အပတ်စဉ်တင်တဲ့တပ်သားတင်တဲ့အပတ်စဉ်24တင်တဲ့စင်ပွဲအခမ်းအနားပေးပို့တဲ့တဝန်လွှာမှာပြောကြားထားပါတယ်။လာမယ့်ကာလဟာရဲဘော်တို့တိုက်စွမ်းရည်ကိုအထူးပြသရမယ့်ကာလဖြစ်တယ်။ ရဲဘော်တို့အနေနဲ့ပြည်သူတော်လှန်ရေးအတွက်အောင်မြင်မှုတွေအရယူပေးနိုင်မယ်လို့ယုံကြည်တယ်။ပြည်သူမျက်နှာမညှိုးလွှမ်းရလေအောင်ပြည်သူလူထုချစ်ခင်လေးစားအောင်ချမှတ်ထားတဲ့စီမံစည်းကမ်းများကိုလေးစားလိုက်နာကြဖို့အစစ်စစ်သောတာဝန်ရှိသူများအနေနဲ့အထူးကြံ့မှတ်ကြဖို့ဒီနေရာကတိုက်တွန်းလိုပါတယ်လို့ဝန်ကြီးကပြောပါတယ်။ဒါအပြင်ရန်သူတပ်ကိုပြက်ပြက်သားသားချိန်မုံဖို့နဲ့တိုက်ဖို့တိုက်ဖက်ရဲဘော်ရဲဘက်တွေအပေါ်မှာညီရင်အကူပမာစိတ်သက်မွေးမြူကြဖို့ဝင်ကြီးကတိုက်တွန်းပါရခင်ဗျာ။ ဆက်လက်ပြီးတော့မိုးပြဲမြို့ကုန်းသာကြေးရွာတောင်ကုန်းနယ်တက်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တိုက်ပွဲအတွင်ကာကွယ်ရေးတပ်မှရဲဘော်တို့ကြာဆုံးသွားတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်မတ်လ24ရက်နေ့တွင်မိုးပြဲမြို့ကုန်းသာကြေးရွာတောင်ကုန်းနယ်တက်ဆွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အစိုးရတိုက်ပွဲအတွင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိအလဲပိုင်းတိုင်းကရယာကရင်ဒီစစ်ဒေသဒမော့ဆိုအမှတ် 1732နှစ်တရင်တွင်တပ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့သောရဲဘော်ရောဘတ်ခေါ်ဘက်သည်၎င်းတိုက်ပွဲအတွင်းမျက်မျက်စွာအသက်ပေးခဲ့ရတယ်လို့သိရပါတယ်။စစ်အာဏာရှင်ကြာရှုံးရေးနဲ့ Federal Democracy တည်ဆောက်ရေးအတွက်မျက်မျက်စွာအသက်ပေးခဲ့သောရဲဘော်ရောဘတ်ခေါ်ဘက်အားမိမိတို့ဒမောဆုအမှန်1732နှစ်တရင်မှာဂျန်ရစ်သူမိသားစုညီကိုမောင်နှမများနဲ့အတူထတ်တူဝန်ထဲကြေကွဲရပြီးပြည်သူအာဇာနည်သူရဲကောင်းအဖြစ်မှတ်တမ်းတင်ဥညွတ်အပ်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်၍ရေဖြူမြို့နယ်အမတ်ရှိပြည်တော်စုလမ်းတွင်လမ်းကင်းထွက်လာသောစစ်ကောင်စီစစ်ကြောင်းကိုဒေါ်လန်ရေးတပ်များတိုက်ခတ်၍စစ်ကောင်စီဘက်ကဗိုလ်မှူးတအုပ်အပါအဝင်စစ်သား20ကျော်သေဆုံးခဲ့တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။ရေဖြူမြို့နယ်အမတ်ရှိပြည်တော်စုလမ်းတွင်လမ်းကင်းထွက်လာသောစစ်ကောင်စီစစ်ကြောင်းကိုဒေါ်လန်ရေးတပ်များကတိုက်ခတ်၍စစ်ကောင်စီဘက်ကဗိုလ်မှူးတအုပ်အပါအဝင်စစ်သား20ကျော်သေဆုံးခဲ့ကြောင်းကိုမတ်လ25ရက်နေ့မှာဒူရကစစ်ကြောင်းကအတည်ပြုထုတ်ပြန်ပါတယ်။ မတ်လ24ရက်နေ့မနက်9:00နာရီကအချိန်ရေဖြူမြို့နယ်ငင်းထွေးရွာနယ်ကြောက်ကညာရွာအကြားရဲတဝဲအမတ်ရှိပြည်တော်စုလမ်းမကြီးတစ်လျှောက်တွင်လမ်းကင်းထွက်လာသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုဖော်ပြပါတယ် စစ်စီရင်အတွင်းစစ်ကောင်စီဘက်ကပုံမှုအဆင့်ရှိသူတအူးအပါအဝင်စစ်သား20ကျော်တိဆုံးခဲ့ပြီး RPG7 အမျိုးအစားလက်နက်တလက် MA4 အမျိုးအစားတနက်တလက် MA3 အမျိုးအစားတနက်တလက် MA1 အမျိုးအစားတနက်နှစ်လက်နဲ့ဆက်ဆက်ပစ္စည်းတချို့ကိုသိမ်းဆည်းရရှိခဲ့ပါတယ်စစ်စင်ရေးကိုတဝဲအမျိုးသားလူမျိုးရေးတပ်တော် DNLAE ဒူရကစစ်ကြောင်းအပါအဝင်ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့မှတိုက်ခိုက်ခဲ့ပါတယ်ခင်ဗျာဆက်လက်၍ ပေါ့မြွန်းနယ်နေတက်ရွာလေးကျောင်းတက်ခဲခံရမှုပြည်သူလေးဦးတရားရရှိပြီးနေအိမ်တလုံးမီးလောင်ပျက်စီးခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။မြိုင်းမြွန်းနယ်နဲ့ပေါ့မြွန်းနယ်အဆက်ပေါ့မြွန်းနယ်နေတက်ရွာနဲ့နေတက်ရွာအနီးကိုမိတ်တီလာလေးတမှ Jet Fighter တစ်စီးမကွေးလေးတမှ Jet Fighter တစ်စီးစုစုပေါင်း Jet Fighter နှစ်စီးနဲ့ match လာ24ရက်နေ့မှာစုစုပေါင်း3ချိန်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးချောင်းကနေပုံချဲတက်ခဲ့တယ်လို့ Relief မြိုင်းကသိရပါဗျ။ အစိုးပါလီချောင်းတက်ခိုက်ခံရမှုကြောင့်နေသက်ရွာမှပြည်သူနေအိမ်တစ်လုံးနဲ့စိုက်ကယ်တစ်စီးမီးလောင်ပျက်စီးပြီးပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်များဟာလေထီးဆက်တပ်ရင်းများနဲ့လည်းအရက်ဖက်နေရာများကိုလိုက်လံပစ်ခတ်လျက်ရှိနေပါတယ်ခင်ဗျာ။ဆလပီရေစချိုမြို့နယ်ရေလဲကျွန်းဒေသမြေတော်ကြီးရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာနေအိမ်292လုံးမီးလောင်ပျက်စီးခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ် ရေစကြိုမြို့နယ်ရေလဲကျွန်းဒေသမြေတော်ကြီးပါကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာနေအိမ်292လုံးမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ရေစကြိုမြို့နယ်ရေလဲကျွန်းဒေသမြေတော်ကြီးပါကိုမတ်လ14ရက်နေ့မနက်ပိုင်းချိန်တွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ဝင်ရောက်ခဲ့ပြီးမတ်လ15ရက်နေ့အထိနေရက်စတိုက်နေအိမ်များကိုမှုွေနောက်ဖျက်ဆီးခဲ့တယ်လို့ NFO ကော်မတီရေစကြိုကအတည်ပြုထားပါတယ်။စစ်ကောင်စီတပ်များဟာ ပြည်သူပိုင်ပစ္စည်းဥစ္စာများကိုခိုးယူလူရဲ့ယူဆောင်ကမီးချို့ဖျက်ဆီးခဲ့ခြင်းကြောင့်နေအိမ်292လုံးမီးလောင်ပျက်စီးခဲ့ပါတယ်။စက်ကောင်စီတပ်များ၏မီးချို့ဖျက်ဆီးမှုကြောင့်ရေစကြိုရေလက်ကျုံးဒေသတွင်ရွာလုံးကျွန်းဒီပါမီးလောင်ပြာချခဲ့ရသောမြေစွန်းတော်ရွာ၊ဇရက်နီရွာနှင့်မြေတော်ရွာများမှဒေသခံပြည်သူများစားရေးဝတ်ရေး၊နေရေး၊ဆေးဝါးကအစလိုအပ်နေရလို့သိရပါပါတယ်ခင်ဗျာ။နောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တာကပ်ပတွေအနေနဲ့2025ခုနှစ်အတွင်းစစ်ရေးစွမ်းရည်တည်တည်တသာတိုးမြင့်လာပြီးရန်သူစစ်ကြောင်းတွေအထိနာအောင်တိုက်ခိုက်နိုင်ခဲ့တဲ့တင်းငို့တင်ဆက်ပေးပါမယ်။အမျိုးသားညညရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပါကပ်ပတွေအနေနဲ့2025ခုနှစ်အတွင်းစစ်ရေးစွမ်းရည်တည်တည်တသာတိုးမြင့်လာပြီးရန်သူစစ်ကြောင်းတွေအထိနာအောင်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Matchla အတွင် PDF Insight ကဖော်ပြပါတယ်။ 2025ခုနှစ်မတ်လ19ရက်နေ့မှာကတာကအင်းတော်ကိုထွက်ခွာလာတဲ့ခမာယာ333ခမာယာ106ခမာယာ6လမ်းအောက်ခံစုပေါင်းစပောင်းအင်အား150ခန့်ပါစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ကချင်လွတ်မြောက်ရေးတပ်မတော်တို့ကတိုက်ခိုက်ခဲ့ရာရန်သူ49ဦးခန့်သေဆုံးခဲ့ပြီး32ဦးအရှင်ဖမ်းမိခဲ့ပါတယ်။ဗိုလ်မှူး2ဦးနဲ့ဗိုလ်ကြီး2ဦးလည်းသေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။ န္တလေးတိုင်းနထိုးကြီးမြို့နယ်ဝါလူရဲစခန်းကထွက်လာတဲ့တပ်မတရတဲ့လက်အောက်ခံအင်အား200ပါစစ်ကြောင်းကိုလည်းပြည်သူ့ကာကွယ်ရေးတပ်မတော်မြင်းချံခရိုင်တရင်လေးမြင်းဆောင်၁၀နထိုးကြီးမြို့နယ်ပခပမဟာမိတ်အဖွဲ့တွေမက်စလာ9ရက်နေ့အတွင်းပူးပေါင်းတိုက်ခိုက်ခဲ့ရာရန်သူ25ဦးသေဆုံးခဲ့ပြီးဗိုလ်မှူးဝင်းလိုင်ဦးဗိုလ်ကြီးအောင်ကိုကိုအပါအဝင်14ဦးဖမ်းမိခဲ့ပါတယ်စစ်ကြောင်းချိန်မုံရီဖြစ်စဉ်၅ခုမှာတင်ရန်သူဘက်ကတိုက်ဆုံဖမ်းမိအင်အားပြုံးတိမှု386ဦးထိရှိခဲ့ပြီး တရင်3ကျော်ပမာဏအထိရှိပါတယ်။လက်နက်သိမ်းဆည်းရရှိမှုလည်းရာချီရှိခဲ့တဲ့အတွက်ရန်သူလက်နက်ဖြုတ်သိမ်းရေးလှုပ်ဆောင်နိုင်ခဲ့တယ်လို့ကိုတက်လက်နက်တပ်စင်ရေးကိုလည်းလှုပ်ဆောင်နိုင်ခဲ့ပါတယ်ခင်ဗျာ။ယခုတင်ပြပေးခဲ့တဲ့စေရေးသတင်းကိုတော့ Radio NUG သတင်းတောင်မြန်မာမှာပေးပို့ပေးထားတာဖြစ်ပါတယ်ခင်ဗျာ။